းကိုသွေးထားတာဖမ်းမဲ့သူတို့ပါပြစ်စင်လာလဲဟုတ်တယ်မလားဖြစ်နိုင်ဒီဝဲကျွေးတယ်မြင်မြကုန်းရှင်နေလက်တလုံးမှာဒီမျိုးလေးကအရှမ်း ဘာကြောင့်ဖြစ်ဖြစ်နေရလဲဆိုရင်ဒီဗီဒီယိုထဲမှာပြောထားတဲ့အမရဲ့ပြောဆိုမှုတွေကတော်တော်လေးကိုစိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ဒါကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက်လည်းဒီဗီဒီယိုကဒီဗီဒီယို knowledge sharing လေးလုပ်ပေးခြင်းနဲ့အတွက်ဒီဗီဒီယိုလေးကိုရွေးချယ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုကြည့်ပြီးဒီဘက်ဖြစ်စေမကြည့်ရသေးဘူးဖြစ်စေပြန်လည်ပြီးကြည့်ရှုဖို့ကျွန်တော်လည်းဖိတ်ခေါ်ချင်ပါတယ်။ဆိုတော့အရင်ဆုံးဒီဗီဒီယိုလေးကိုကြည့်လိုက်အောင်။နေတဲ့ပြဿနာကိုပြောပြမယ်။ဒီနေ့အခုမနှက်ခင်လေးတဲ့အခုလေးတင်ဖြစ်သွားတာတကယ်ကွာကိုတက်တဲ့ကိုသွားတာအနောက်ကနေအိန္ဒိယသူလေးလိုက်ပြီးတော့ဆွဲထားလို့ပြဿနာအစနဲ့ပြောပြမယ်။ โอเคมันแน่แค่ไอ้ยาท่าดิงากะลีตั๋วกูตู่จ้องตั๋วมาบ่กะลีตั๋วงาตู่ซ้าแม่หาเลยงาลุบไปเด้ปิ่นกะลีไอ้ยาท่ารอเยชูไปเด้ตู่อตันชีอะกอลงลุบไปปี้ตู่มะนัสสางาจุยไอ้ดิมะนัสสาโกกะลีอ่ะอะซ่าตัวกาแฟเนี่ยซอยละพี่เนี่ยไอ้ดิโหบิสกุตก็ซ้าแม่ซะรองาอะดาลุบไปดาบ่ซ้ายซ้ายเนี่ยตัวงางาข้าวแล้วทาไปก็แล้วตัวมะซ่าတော့อูเด้ โอเคအဲ့ဆိုတော့နေပါလို့ရှင်းတာလဲငါသူ့ကိုမေးတော့အဲ့ဆိုတော့တတိယတတိယမှာအဲ့အရှိမထိုင်နေတာเนาะသူတို့တွေဘာမှမပြောဘူးငါပါလို့ရှင်းလဲငါသူ့ကိုမေးတယ်မေးတော့သူကကြက်ဦးတဲ့โอเคငါကကြက်ဦးသွားကြုံလို့မိဖို့ကြောင်းတော့တတိယမှာမကြုံနေတဲ့မကြုံနေတဲ့ ဲ့ဆိုနင်ကလေးကလူရှင်နေတယ်လေနင်ကလေးကစားရှင်နေတယ်လေလို့ငါအဲ့လိုပြောလိုက်တာအဲ့နဲ့သူကမကြော်နဲ့မကြော်နဲ့အဲ့ဆိုတော့ကလေးကလည်းအနောက်ကနေတသသနဲ့ကင်းတယ်ကြော်ပြီးတယ်ကြုပ်ကြော်တယ်ပြီးသားတယ်အဲ့ဆိုတော့ငါဘလို့လောက်ရမှာလဲလို့တတိယကိုမေးတယ်တတိယလည်းငါနေ့ကိုပတ်စံပေးထားတာတဲ့ငါနေ့ကိုလားစာပေးထားတာတဲ့ပြီးတော့ငါနေ့ကိုကလေးကိုကြိတ်ခိုင်းမှုပေးထားတာတဲ့အဲ့ဆိုတော့နေပါလို့တင်လဲဆိုတော့နေမစိုးစားဘူးလားတဲ့ โอเคအဲ့ဒါလေရသေးတယ်အဲ့ဆိုဒီကကြောက်ချော်လိုက်မယ်ဆိုတော့မကြော်နဲ့တဲ့နင်လုံးတက်လားမလုံးတက်လားနင်မစင်းစားဘူးလားတဲ့ငါလုံးတက်လို့ငါကလေးကိုမနှက်စာကျွေးမလို့ဒီမှာကြောက်ချော်ပေးမယ်လို့အဲ့လိုပြောတာ တထင်းမှမကြော်နဲ့တထင်းကလည်းမကြော်နဲ့ကလေးကိုအဲ့ဆိုရင်ဒီတိုင်းမှားမလား तू ခဏနေကြာចောင်းသွားတော့မှာចောင်းမှာបိုက်សាមកបောလို့ငါသူ့ပြောတယ်အဲ့ဆိုတော့ငါအုံတော့မရှိဘူးလားတဲ့ကလေးခမင်းစားလာဆိုအဲ့ငါတိခါလို့ရသေးတယ်ချားတယ်ငါတိခါလို့ရသေးတယ်အဲ့ဆိုတော့ကလေးငါဘာမှမချူတခါရွေးတော့ငါအဲ့ဒီပီစကောငါငါလောက်ပဲသူစားတဲ့ဟာပဲအခုចောင်းသွားကျွတ်အဲ့ဆိုတော့တထင်းမှသူဒီနေ့ကြောင်းသွားသူကြောက်စိတ်မှာဆိုတော့သူအပြင်းသွားတယ်အပြင်းသွားတော့အပြင်းကို ရေလောင်းလာတာသူမနဲ့ခင်ငါရေလောင်းလာသူမြင်တယ်ငါရေလောင်းပြီးသွားပြီအပင်မှာတိရွတ်ထီကျွေနေတယ်အဲ့ဒီတိရွတ်ကျွေတာဘာဖြစ်လို့တိရွတ်ကျွေတာရောငဲ့ချားတယ်ဟိုနေ့ကပြောတယ်နော်ဟိုတလောကလည်းပြောတယ်အပင်ဘာဖြစ်လို့တိရွတ်ကျွေတာလဲအော်လေတိုက်လို့ကျွေတာအဲ့ဒီကလည်းပြဿနာဖြစ်ပြီးပြီငါအဲ့ဒါလည်းအတိုင်းမထားလိုက်တာကိစ္စမရှိဘူးဆိုအခုဒီနေ့ထပ်ပြောတယ်အဲ့ဒီအပင်ကိုပဲပြဿနာလိုက်ရှာနေတာဟာပြရမယ်ခဏနေအဲ့ဒီအပင်ကတိရွတ်ဘာလို့ကျွေတာလဲတဲ့ ငါရေလောင်းထားတယ်လေလို့ဒါပေမဲ့လေတိုက်တော့တော့သူတွေ့လာမှာပေါ့လို့ငါရေလောင်းနေနေမမြင်ဘူးလားလို့ငါလည်း you are no see လို့ငါပြောလိုက်တာအဲ့ငါပါပြောရချင်တော့ဒီရေအများကြီးလောင်းလို့တဲ့ oh my god သူကကြည့်ရောရေလောင်းကကြတော့လောင်းလို့ရေမလောင်းကကြတော့မလောင်းလို့ဒါပေမဲ့သူတို့ကနေတာတော့တရက်ကိုတရက်ကိုနှစ်ခါလောင်းခဲ့နေမနေ့နေ့ညငါ့ကိုအဲ့ဒီကလေးနဲ့အဲ့ဒီအပီလောင်းနဲ့ဟာနေတယ် ဆိုတော့ငါလောင်းနေသူတို့ပြောတဲ့အတိုင်းလောင်းရင်လည်းလောင်းလို့မလောင်းရင်လည်းမလောင်းလို့ပြန်ပြန်နေမှအဲ့နဲ့တတိယနောက်ကနေသူရောက်လာတယ်သူတို့သူတို့တော့ခဏတည်တယ်သူတို့ဘိုင်းစာနေမှလည်းတည်သူတို့ရမ်မကဘိုင်းစာလို့လည်းငါတည်တယ်ကွာပြီးတော့သူတို့အိတ်ရှင်နေဆိုတော့အိတ်လိုက်တော့ဟုတ်တယ်မလားငါပြောတာအသက်တတိယရောက်လာတယ်နီးတဲ့ကြီးကိုအများကြီးလောင်းလို့တရွက်ကကြည့်တာတဲ့စစ်သားကြည့်ကြည့်လိုက်ဟုတ်ရှင်အများကြီးတရွက်ကကြည့်တာညို့လည်းငါရုံးပို့မယ်တဲ့အာ ငါလည်းပြောလိုက်တာပေါ့ခဏနေမှာနှစ်လသုံးလပဲနေရပုံမှာငါရုံးမပြန်ဘူးငါမြန်မာပြည်ပဲပြန်မယ်အဲ့လိုပြောโอเคတဲ့လေလက်မကွက်ကိုဖျက်တဲ့โอเคငါလေလက်မကွက်ကိုဖျက်မယ်ဆိုတော့အခုကြတော့မပြန်နဲ့တဲ့မြို့ရုံးမပို့ဘူးတဲ့လေလက်မကလည်းမပေးဘူးတဲ့မြို့ပြန်လည်းမပြန်နိုင်ဘူးတဲ့โอเคအဲ့ဒါနင်ကတော့မပြောနဲ့လို့ you are no speed လို့ you are no speed လို့ငါလည်းအဲ့လိုអော်ထဲလိုက်တာအဲ့ဒါကိုသူ့អော်လို့ဆိုပြီးတော့ ရုံးပြန်ပို့မယ်တဲ့တကโอเคပို့မယ်ဆိုလဲပို့လိုက်တော့ငါအခုအဝိစားထုတ်တယ်ငါယူလာမယ်ဆိုတော့အဲ့လိုလဲမဟုတ်လင်မယားနှစ်ယောက်သာဘာဖြစ်နေတာလဲငါပြောချင်တာသိလားငါပြောမယ်ဆိုရှာပြောငါသူတို့ဒီအိမ်နောက်ပြီးတဲ့ကာရပလုံငါတိတိမလေးမကောက်တော့ငါတခုမှမပြောခဲ့ဘူးသူတို့ကောင်းတယ်အခုတငယ်ချင်းနေတဲ့စကားပြောတယ်โอเคငါတိမလေးရတော့ကောင်းတယ်ငါ့ကိုခမင်းဟိမဆက်ခိုင်းလို့ငါတော့ကောင်းတယ်ပဲချက်နာရင်းငါတိတ်စားမရှိဘူး ကလေးနဲ့ပတ်သက်ပြီးတော့ငါစပြေမွေးဆော့ဆွဲခံရတယ်မတန်တော့ဆွဲတယ်တထင်းတော့ဟုတ်ကြောရိုက်တယ်တိုင်းမိုင်ကပပျောအခုတော့ငါပြောမယ်ငါတိခံခဲ့တော့အော်ကြီးစက်တွေဝှစ်တွေတွေကုန်သွားရင်ရပြီဖိစားမရှိဘူးဆိုငါတိခံခဲ့တာတိုင်းမိုင်တင်းနေတော့တိခံနိုင်စွာကုန်သွားပြီဟုတ်တယ်ငါသာဆွဲတယ်မိဘကြောင့်ဒါသာဆွေးပြောငါငါတက်တယ်မှဆိုပြီးတော့ကိုယ့်ကိုအတင်ဖက်ကိုသွားတော့ ်နောက်ကနေအိန္ဒိယသူကလိုက်စပယ်လာအဲ့ဒီသာကိုတတရအခုအိမ်ပေါ်ယူသွားတယ်တကယ်အခုလက်ရှိဖြစ်နေတဲ့ကိစ္စအောင်ငါပြောပြတာတကယ်ပြန်ခံနီးမတတရလေးသာစီစာကြောင်လာလေတတိမအရင်ပြောလာတယ်ငါတိခံနေတာအိုးအနည်းပြပြန်မှာပဲငါတိခံနိုင်စမ်းရှိလို့ငါတိခံပြီးသွားပြီး အခုလည်းငါပြဲမယ်ငါလီလက်မကငါကုန်ငါစိုက်ပြီးတော့ငါကသူငါပြဲမယ်လို့ပြောရတာမှဟဲ့အင်ဂျင်ရောပို့မယ်အင်ဂျင်စီရောတော့ you are off it go okay ငါသွားမယ်ဆိုတော့မပို့ဘူးသူတို့ဘာဖြစ်ရှင်တာလဲငါပြောတာတကယ်ငါအခုသိရှင်တော့ငါခံစားရရအပင်ကြီးမလောင်လို့လည်းလောင်လောင်လို့လောင်လို့လည်းလောင်လို့တိရွတ်ကျွေရောလည်းကျွေလို့ โอเคကလေးထမင်းမစားတော့လဲမစားတော့ထမင်းစားတော့လဲနင်ကအများကြီးကျွေးပြန်ပြီကလေးကခဏလေးအဲ့နဲ့အဲ့တော့နင်ကအများကြီးကျွေးလို့အဲ့ဒါလည်းငါတိခံလို့ရတယ်ငါစပင်ကိုဆွဲတယ်ငါကြောကိုရိုက်တယ်ငါတိခံခဲ့တာဒီနေ့ဒီချိန်ဒီထမင်းဒီနေ့အခုကတင်းရှင်းတော့တကယ်ကျေနပ်လားတူရှင်းတော့ဘာကိုဘလို့ဖြစ်တော့မှလည်းမသိဘူး သူများတွေကအမရဲ့အမပျော်နေရပဲတွေ့တယ်အမပျော်နေတဲ့ခါပဲတင်တော့ကိုတီအိမ်မှာဘလို့လောက်ခဲ့ရလဲဘလို့စိတ်ဒုက္ခတွေရောက်ခဲ့ရလဲဆိုတော့ငါတခູ່မှမတင်ခဲ့ဘူးအလောက်ထိလည်းငါ share တွေမလုပ်ခဲ့ဘူးဒါပေမဲ့ငါတတိမကောင်းတယ်လို့ပဲပြောခဲ့တာဒီနေ့တော့ကြွားပြီဟဲ့ငါ့ကိုယုံဖို့မယ်ဆိုလဲပို့လိုက်တော့ကျန်တဲ့နှစ်သုံးလာလေးလဲငါငါယုံမှာပဲနေပြီးတော့နောက်တဲ့နှစ် ထပ်ပေါ်ပြီးတော့တခြားအိမ်ကိုပြောင်းလဲငါကိစ္စမရှိတော့ငါအဲ့လောက်ကြီးကိုသွေးထားတာဒါပေမဲ့သူတို့ဘာဖြစ်ချင်တာလဲဟုတ်တယ်မလားဖြစ်နိုင်ဒီဝဲကျွေးတယ်မြင်မြကုန်းချင်းနဲ့ဘာ โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်လက်ရှိကျွန်တော်မြင်တွေ့နေရတဲ့ကျွန်တော်မြန်မာမိတ်ကလေးတယောက်ဒါတခြားသောတိုင်းပြည်မှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့မြင်ကွင်းတွေကိုအားလုံးမြင်တွေ့ခဲ့ရလေဖြစ်ပါတယ်ဆိုတော့အရင်ဆုံးပြောချင်တာတော့ဒီမားရဲ့လက်ရှိဖြစ်နေတဲ့ခန်းစားချက်တွေနဲ့ပတ်သက်ပြီးတော့တကယ်လဲစိတ်မကောင်းဖြစ်မိပါတယ်အဲနောက်တစ်ချက်ကပါလဲဆိုတော့ဒီအမားရဲ့ပြောပုံအရဆိုရင်သူကအေးအခုဆိုတဲ့နေရာမှာမှအဲဒီကကလေးကိုကူပြီးတော့ထိန်းပြရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီနေ့ပိုင်းလဲသူ့ကိုပေးမချက်ဘူးသူကသမီးလေးကိုပဲအေးအခုအဖြစ်ကူပြီး တော့ထိမ့်ပေးဖို့ပြီးတော့ဒီပန်းမီတွေရေလောင်းဖို့ဒီလိုကိစ္စတွေအထူးသဖြင့်သူကလောက်ရတဲ့ပုံစံမျိုးပေါ့နော်ပြောပြထားတာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့သူရဲ့အဲအင်ရှင်တွေနဲ့ကြားမှာပေါ့နော်ဒီနှစ်ကုန်ကန်ဒီချိန်လောက်မှာပြောမယ်ဆိုတော့တယောက်နဲ့တယောက်နားလည်မှုသဘောထားတွေကွဲလွဲနေတာကိုသွားတွေ့ရတယ်။နောက်ဒါကကျွန်တော်ဘယ်သူ့ဘက်မှလိုက်ပြီးတော့ပြောတာမဟုတ်ဘူး။အဲတတိယဒီဘက်ကလည်းကြည့်မယ်ဆိုရင်ဒီအမရဲ့လှုပ်ဆောင်ပုံနဲ့ပတ်သက်ပြီးတော့သူတို့မှာအားမလို့အားမရတွေဖြစ်နေတဲ့ ုံစံနေဒီအမရဲ့ပြောဆိုမှုပုံမှာကျွန်တော်နည်းနည်းလေးခန်းစားမိတယ်ပေါ့နော်အဲဒီ sense ကိုနည်းနည်းတော့ကြားရတယ်။ဘာကြောင့်လဲဆိုတော့ကလေးကိုထမင်းကြည့်တဲ့နေရာမှာ အားအနေနဲ့လည်းဒါ control ပေါ့နော်ဆိုတာပြောချင်တာပါလဲဆိုတော့အဓိကတော့ဒီလိုအလုပ်တွေသွားလုပ်တဲ့မြန်မာ main key တော်တော်များများက professional အဆင့်မှာမရှိတာအမှန်ပဲဗျ။အားကြောင့်လဲဆိုတော့ငွေကြီးအခက်ခဲတွေကြောင့်သာတခြားသောတိုင်းပြည်ကိုအရပေါင်းရလန်းလေးရှိမှာဆိုပြီးတော့ပို့ပြီးတော့မြန်မာနိုင်ငံနဲ့ဆိုင်တခြားတိုင်းပြည်ကပို့ပြီးတော့အခွင့်အလမ်းပို့များမယ်ဆိုပြီးတော့အသွားပြီးတော့လုပ်ကြတာ agent တွေရတဲ့ဆင့်ပေါ့နော်။တကယ်တကယ်ကတော့သူတို့ဒီဘက်မှာအဲ့ဒီအလုပ်ကိုလုပ်ဖို့အတွက် professional တင်တန်းတွေတက်ပြီးတော့မှ ဲသွားပြီးလောက်ရတဲ့အခြေအနေမျိုးတွေမဟုတ်ဘူးလေနော်ဆိုတော့အဲ့ဒီအခါကျတော့တခြားသောတိုင်းပြည်မှာအလုပ်လုပ်တဲ့အခါမှာကိုယ်တိုင်းပြည်နဲ့တော့မတူဘူးလေနော်ကိုယ်တိုင်းပြည်ကကျတော့ကိုယ်မြန်မာအချင်းချင်းကိုယ်လူမျိုးအချင်းချင်းဖြစ်တဲ့အတွက်နားလည်ပြီးလို့ရတယ်တခုခုတွဲချောရင်ဒါပေမဲ့တခြားသောတိုင်းပြည်မှာကျတော့အဲ့လိုမဟုတ်တော့သူတို့ကတခြားသောဒီ foreigner တယောက်အလုပ်လာလုပ်တာဖြစ်တဲ့အတွက်သူတို့တိုင်းသူပြည်သားမဟုတ်တဲ့အတွက်သူတို့ကလိုက်ပြီးတော့အရာအလုံးလိုက်ဖြည့်တွေးပြီးနေမှာမဟုတ်တော့ဘူးအဲသူတို့လိုချင်တဲ့ဟိုဘယ်လိုပြောမလဲပုံစံကွက်ထဲမှာဖြည့်ဖြည့်မဖြည့်ဘူးဆိုရင်တော့အဲ့မှာသက်သနာရှာတာတွေအခုလိုမျိုး fighter တို့တွန်းတာတို့ဟလား ်နောက်ပြားပေးတာတို့ဒါတွေကကြုံရမှာလေဆိုတော့အဲ့ကြုံတဲ့ဒဏ်ကိုကျွန်တော်တို့ဒီကတွားပြီးတော့အလုပ်လုပ်တဲ့ main ကလေးအနေနဲ့ဆိုရင်ခံနိုင်အောင်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့စိတ်ကိုကိုပြင်ဆင်ထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့တခါတည်းကမမညုံနှင့်ထားတဲ့အရာတွေကကျွန်တော်တို့ကတခြားသောတိုင်းပြည်ရောက်တဲ့အခါမှာနှစ်ဘူးတွေဒူးတွေကြုံရတတ်တယ်။အဲ့လိုကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားတယ်ဆိုရင်ဘာပဲဖြစ်အနေနဲ့အမြင်ရတော့ကုမိခံတာဖြစ်တယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကမျောလင့်ထားတာတမျိုး ရောက်လာတဲ့အခါမှာတကယ်တကယ်ကြုံတွေ့ရတာတမျိုးဖြစ်လာတဲ့အခါအခြေအနေနှစ်ခုကလုံးဝမတူညီတဲ့အခြေအနေမှာဆိုရင်တရက်လက်မို့နှစ်ရက်လက်မို့နှစ်နဲ့အခြေဒီလိုမျိုးဒဏ်တွေကိုခံလာတဲ့အခါမှာစိတ်ထွက်ပေါက်ဆိုတာလူတိုင်းကလိုအပ်တယ်လေနော်ဒါကြောင့်လည်းကျွန်တော်ယုံကြည်ပါတယ်အဲ့လိုစိတ်ထွက်ပေါက်လေးတို့ရဖို့အတွက်အလိုအလုံးလုံးတဲ့သူအများစုကဗီဒီယိုလေးတွေရိုက်ပြီးတော့တို့ရဲ့ပျော်ရွှင်မှုပဲဖြစ်စေတို့ရဲ့ဝမ်းနည်းမှုပဲဖြစ်စေဆိုရှယ်မီဒီယာပေါ်တင်ပြီးတော့ရေးပွင့်ကြတာကိုလည်းတွေ့ရတယ်ဒါကလည်းတို့အပြစ်တော်မဟုတ်ဘူးတို့မှရေးပွင့်စရာနေရာလေးတခုလိုအပ်တယ်ဗျာ အဲ့ဒီနေရာလေးလက်ရှိ social platform တွေပဲဖြစ်တယ်ပေါ့နော်။အဲဆိုတော့လက်ရှိမှာကျွန်တော်ဆက်ပြီးတော့ပြောချင်တာကလည်းဆိုတော့အမအနေနဲ့ပေါ့နော်။ဒီလို case ကိုအခုရင်ဆိုင်နေရတယ်ဆိုပေမဲ့လေဒါပေမဲ့အဲ့ဒီရင်ဆိုင်နေရတဲ့အခက်အခဲတစ်ခုကြောင့်ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုဘယ်လိုပြောမလဲအဆုံးတက်လိုက်ဖို့မလိုလို့တော့ကျွန်တော်ယုံကြည်တယ်ဗျာ။ဘာကြောင့်လဲဆိုတော့လူတယောက်ဖြစ်ဖို့ဆိုတာတကယ်ကိုမလွယ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ပုံပုံကြီးလူကြီးတွေပြောစကားရဆိုရင်လူပြည်ကဒါအက်ဒစင်းနဲ့နက်ပြည်အက်ဒစင်းနှစ်ခုကတွားပြီးတော့စုံရင်သာစုံသွားမယ်။ ဒါပေမဲ့လူတယောက်ဖြစ်ဖို့ကမလွယ်ဘူးတော်တန်ရောကုသိုလ်ကောင်းမှုလောက်နဲ့လူမဖြစ်ဘူးလို့ဆိုလိုချင်တာပေါ့နော်ဆိုတော့အဲ့လိုကိုရထောင်ရခဲ့ရထားတဲ့ကိုရဲ့လူဖြစ်ခွင့်အခွင့်အရေးကိုဘာမဟုတ်တဲ့ဒီလိုပြားတွေကြောင့်ကိုရဲ့ဘဝကိုအဆုံးရှုံးခံလိုက်ရတဲ့အထီတော့ကျွန်တော်အနေနဲ့မပြည့်စုံချင်ဘူးလို့တော့အမောင်းအကြံပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဘဝမှာအဲဘယ်လိုပြောမလဲအကောင်းလဲလာနိုင်တယ်လို့အဆိုးလဲလာနိုင်တယ်။အခုအဆိုးပြီးရင်နောက်ထပ်ထပ်လာမှာကို့အတွက်အကောင်းတွေပဲဖြစ်ဖို့များပါတယ်။ ။ဒါကြောင့်လည်းဒီအကောင့်တွေကိုမျှော်တွေးပြီးတော့မှကိုယ့်ရဲ့ဘဝကိုထပ်မံပြီးတော့အရှင်တန်မှာစဉ္ညံခံတဲ့စိတ်တွေနဲ့ကိုယ့်ရဲ့ဘဝကိုဖျက်ဆီးမှလို့ကျွန်တော်အနေနဲ့အကြံပြုပြောကြားချင်ပါတယ်။နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဟိုအလုံးနဲ့ပတ်သက်တဲ့တိုက်ကိစ္စဆိုတဲ့နေရာမှာအထူးသဖြင့်ကိုယ့်ရဲ့အလုံးရှင်က ဘယ်လိုပုံစံလိုချင်တာလဲကိုဘယ်လိုပုံစံလုပ်ရင်သူအဆင်ပြေနိုင်မလဲဆိုတာကိုဘာပဲဖြစ်ဖြစ်ပပနက်နက်နေပေါ့နော်အလို့ရှင်သဘောကျအောင်အတက်နိုင်ဆုံးကိုဒီဒီနိုင်ငံသွားလှုပ်တဲ့သူတွေအနေနဲ့ဘာပဲဖြစ်ဖြစ်သူတို့ရဲ့အတိုင်းပြီးရောက်ပြီးသူတို့ရဲ့အလို့ကိုလုပ်ပြီးဆိုတဲ့ဟိုကဘာပဲဖြစ်အဆင်ပြေပြေနဲ့အလို့လုပ်ရတာပို့ပြီးတော့အားလုံးကောင်းတယ်လေနော်အဲ့လိုမှမဟုတ်ဘဲနဲ့ဟိုလိုင်ယွန်ကြီးတွေမဖြစ်တဲ့အခါမျိုးတွေဆိုရင်ကျွန်တော်တို့ဒီလိုအခက်အခဲတွေကနဖူးတွေဒူးတွေကြုံလာတဲ့အခါမှာဘယ်သူမှမစိုးစိတ်ညစ်မှာပဲ เนาะသူတို့ကဘာပဲဖြစ်ဖြစ်ကိုလုံးမဲ့အလုပ်ပေါ်မှာကိုရဲ့လုံရှင်နဲ့ပတ်သက်ပြီးတော့အတက်နိုင်ဆုံးနားလဲအောင်သူတို့လိုချင်တဲ့ပုံစံအပါလဲငါဘာလုပ်ပြီးသူတို့အဆင်ပြေမလဲအဲ့တော့အတက်နိုင်ဆုံးစာဖတ်တက်အောင်ကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်ဒါပေမဲ့လည်းတခုရှိတာကဒီမှပြောသလိုပဲသူ့ဘက်ကအဆင်ပြေအောင်အမျိုးစုံလိုက်ပြီးတော့စူးစမ်းပေးပေမဲ့လည်းအဲတခြားသောတိုင်းပြည်ကလူတွေတဲမှာမှာတချို့လူကောင်းတွေလည်းရှိသလိုလူဆိုးတွေလည်းရှိရလေနော်ဆိုတော့အဲ့လို မကောင်းတဲ့လူတွေနဲ့ရင်ဆိုင်ရတဲ့အလုပ်သမားတွေအတွက်ကြတော့လေဘလို့လုံးလုံးအဆင်ပြေနေမှာမဟုတ်အဲ့ခါကျရင်တော့ကျွန်တော်အကြံပေးချင်တာကအတက်နိုင်ဆုံးကို အပ်ခဲ့တဲ့အေဂျင့်နဲ့ညှိပြီးတော့မှတခြားသောအလုပ်ကိုပြောင်းလို့ရရင်ပြောင်းပြောင်းလို့မရဘူးဆိုရင်တော့နှစ်ကုန်အောင်တော့သူတို့အချိန်ပြည့်အောင်တော့တင်းကြီးခံပြီးတော့ပဲအဲကြော်ဖြတ်ပါလို့ကျွန်တော်အနေနဲ့အကြံပြုပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဆုံးသက်ချင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမျက်မှတ်ချက်ပေးခြင်းနဲ့မျက်ချက်ပေးခြင်းတာရှိရင်ကွန်မန့်မှာရေးသားကြပါကျွန်တော်တို့နေ့စဉ်တွေများချီရှုအားပေးနေကြတဲ့ viewer အတူတူရောက်ရှိစီတဲ့အလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံးကြပါပြ See you next video